ချစ်ခင်ရပါတော့မိတ်ဆွေများ အားလုံးကိုကျွန်တော်တို့ရဲ့ຫນွေဦး Family YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာအားလုံးကိုလည်းမင်္ဂလာပါလို့ကျွန်တော်ဖုန်းပြထင်မှနှုတ်ခွန်းဆက်သလိုက်ရပါတယ်ခင်ဗျာကျွန်တော်ဇာကြီးဆရာဆရာကြီးမဟာဆွေဤတို့မိမိဆိုတဲ့ဝိတ္တစာအုပ်ကိုအပိုင်းလေးနေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နေအတူအဆုံးထိလိုက်ပါနားဆင်ခံစားကြည့်တော်မူကြပါဦးခင်ဗျာအခန်းချောင်း ဒီနေ့တနင်္ဂနွေကမောင်မျိုးညွန့်နဲ့မောင်နှသည်နန်းနဲ့ခွန်းနာရီခန့်တွင်အိယာကထားကြ၍ရေမိုးချိုးပြီးလျင်ကော်ပီသဝဲသို့လာကြလေ၏မောင်နှကလင်းစလုံးကော်ပီပကံကိုကင်လိုက်ရာပူလာသည်ဖြင့်အလဲပူလိုက်တာဟုပကံကိုပြန်၍ချလေ၏ညွန့်ညွန့်လည်းကော်ပီမအေးခင် အချိန်တို့ကအင်္ဂလိပ်သတင်းစာဆောင်ကိုဖတ်၍နေလေ၏အခြားမြန်မာသတင်းစာဆောင်ကသဝဲဘော်တွင်ဖြင်းညင်းစွာတိုက်ခတ်နေသောလေကြောင့်လှုပ်၍နေလေ၏ ်မွေရာသောပူစီကောကြောင့်ကလေးသည်ဇပွဲပေါ်မှညီအကိုနှစ်ယောက်ဤလက်များကိုကြောဖြင့်တက်ကလက်ချောင်းကတကူကူမြည်၍နေလေ၏ထိုသောနေရာမှလှုပ်ရှားနေသောစကူကိုမြင်လျင်လက်နှင့်လှမ်း၍ပုတ်လေ၏ပုတ်ရာမှဘဲပြန်ညာပြန်ကစားရာ ကော်ဖီပကံဇပွဲပေါ်တွင်လဲ၍ကော်ဖီများပြန်ကျဲယိုစီကနေလေတော့၏ညဉ့်ညင်းသည်တရင်သာများကိုဖယ်ယူကတေဆော့တဲ့ကြောင်ကဲကဲစုပေးမယ်တောက်ပြီတော့ ဟုကြောင်ကလေးဤကောင်းကိုနှိမ့်၍ကော်ဖီနှင့်တို့လီကြောင်ကလေးသည်တောက်နေကြဖြစ်သည့်အတိုင်းနှိမ့်ချိုက်စွာတောက်လီ၅မိနစ်ခန့်ကြာသောအခါကြောင်ကလေးမှတဖြည်းဖြည်းလူလျက်အသက်ပြောက်သွားသည်ဖြင့်ဟေ့ကိုကြီးကြောင်ကလေးတည်သွားပြီကော်ဖီလေးဘာပါသလဲမင်းကတောက်မိသလားဟုတ်ပြားပြားသလဲမေးလေမောင်နှလည်းလေပင်ကိုလက်ဖြင့်အစ်လျက်ငါတကြိုက်နှစ်ကြိုက်တောက်မိပြီဟုတ်ပြောရာမျိုးညွန့်သည်လင်းမြန်စွာထသွား၍ မိမိအခန်းထဲကဒုထာတမတာခန့်နှင့်မကြီးဒီမဲ့ဇီပြူသီခန့်ကိုမိဘဆောင်ကယူလာကကျိတ်နေလုံး၍ယော့ယော့ဒါမျိုးလိုက်ဟုပေးလေခနာချင်းမောင်နာဒီလည်းအစာများကိုအန်ထုတ်လေတော့ဤဘယ်နဲ့နေသေးတယ်လဲခေါင်းထဲကမူးနောက်နောက်နဲ့နေတယ်ကွယ်ကိစ္စမရှိပါဘူးကဲအခန်းထဲသွားအိမ်နေမိမိမသိစေနဲ့နော်သိရင်ကျွန်တော်တို့အကြံစီပြက်ကုန်လိမ့်မယ်ဟုအကောဖြစ်သူအားအိမ်ခန်းတွင်သို့ပို့ပြီးရင်အစေခံစီသို့သွား၍ဟေးရံကနာ ခုနကကော်ပီဘယ်သူဖြောသလဲနင်းဖြောသလားဘယ်ရှင်ကဖြောသလဲကျွန်တော်ဖြောတဲ့စာကျောင်းနာရေးခွက်ကဖြောထားတဲ့စာနင်းဖြောတာနော်ဒီပြင်လူဖြောတာမဟုတ်ဘူးကျွန်တော်ဖြောတာစာလာခဲ့ငားနေလိုက်ခဲ့ခုဇပွဲစီတို့ခေါ်ဆောင်သွားကကျောင်းကလေးကိုလျှို့ညွှန်လျက်ဒါပါဖြစ်တာလေမင်းသိသလားဟမ်ဟုတ်ကစားစားအောင်ငေါလိုက်ရကလာမှာညနာမဲသွားလျက်မတ်တေဘုဆာဘာရာဆုံးမတ်တေပါဘူး ဟုတ်ပြောဆိုညင်ခွင်နေရဒီကြောင်ဟာမင်းဖြော်တဲ့ကော်ဖီတောက်လို့သေးရတာတကယ်လို့ငါတို့တောက်မိရင်ငါတို့သေးရမှာအခုကြောင်ကိုတက်တည်ထားပြီးမင်းကိုလူအသက်သေးအောင်ကြံစီမှုနဲ့ဂတ်ကိုတိုင်မယ်ဆာလန်ဆာကျွန်တော်ဖျားဆိုရဲဘာမှမသိဘူးဆာမမသိရဲကျွန်တော်ကောင်းတဲ့တော်ပါဟုတ်ငိုမဲမဲဖြစ်သွားသဖြင့်ကောင်းပြီမင်းစီကိုဘယ်သူလာတယ်လဲမှန်မှန်ပြောမလာဘူးဆာဘယ်သူမှမလာရင်မင်းကြံတာပဲ မင်းကိုအခုလက်ထိတ်နဲ့ဖမ်းစီမယ်ခွေးမာသာကလားလူကိုတတ်တဲ့ကောင်ကဲမင်းနေရငါအခုကတ်ကိုသွားမယ်ဟိုအပြင်တို့ထွက်ရန်ဟန်ပြင်လိုက်လေလင်ရံကနာသည်မျက်နှာငယ်ငယ်နဲ့မတိုင်ပါနဲ့စာကျွန်တော်မန္တကပြောမယ်မန္တကတခင်ကလေးလာတယ်ဘယ်သူလဲလူဝလားဟုတ်တယ်စာသူပါလို့တော့ကျွန်တော်မသိဘူးစာကျွန်တော်ကကော်ဖီမပြောသေးဘူးလားငါလာတာကမပြောနဲ့ရောက်ရင်မင်းကိုအလောက်ဖြုတ်ပြမယ်တဲ့စာ ကျွန်တော်အလုပ်ပြောတော့မှစာဟိုကိစ္စမရှိဘူးငါမင်းကပြောတယ်လို့သူတို့မသိစေရဘူးမင်းကလည်းကြောင်ကလေးသေးတာကော်ဖီကြောက်လို့မပြောနဲ့ကြားလားသူတို့ကမေးရင်ကော်ဖီအေးတယ်ဆိုပြီးအတွင်ပြစ်တယ်မင်းကိုဆဲဆူမှန်မဲ့လှုပ်တယ်လို့သာပြောထားဟုတ်မှားကြထွက်ခွာခဲ့လေမျိုးညံ့ဒီကိုနာစီတို့ဝင်ခဲ့ပြီလင်းနဖူးကိုစမ်းတက်လျက်အကူကြီးဘယ်နဲ့နေသေးတယ်ကိစ္စမရှိပါဘူးညီလေးရဲ့တက်တာပါပြီမင်းမသိစေနဲ့တော့သိရင်ကျွန်တော်တို့အကြံပြက်ကုန်မယ် ဒါဥင်းတို့ရဲ့အလွန်ရုပ်မာတဲ့အကြံပဲဟုတ်ကလူရုပ်လူအတွေတနေ့နေ့သေကုန်ကြမှာစိုးရင်ရတယ်သူတို့လိုချင်လို့မတရားယူထားတဲ့ပစ္စည်းကိုပေါင်းတင်တောင်းခံပြီးယူရင်ရမယ်ထင်တဲ့အကိုကြီးထိုင်းကုန်များလေတံမမထက်လေနဲ့သိပါရဲကွာကို့ထက်အသက်ကြီးလို့သာဟေးဒီကောင်ကြီးအဘုံနဘုံတွေမပြောချင်ဘူးဒါထက်ဒီကနေ့ကစပြီးထမင်းစားတောင်သတိထားကြရရလိမ့်မယ်အလင်းစလုံးများမစားနဲ့တော့ခုပြောစွန်နေကြခိုက်လူကလေးကြီး ဟုမိခင်ကြီးဤခေါ်တံကိုကြားရသဖြင့်တိုက်ဧကန်းစီတို့ထွက်ခဲ့လေလူကလေးကော်ဖီမတော့ရသေးဘူးဆိုရံကနာကကော်ဖီအေးတယ်ဆိုပြီးသွင်းပစ်တယ်လို့ပြောတယ်ဟုတ်တယ်မေမေကလားဟာအလွန်ဖြင်းတယ်ဟဲ့မစ်စုမစ်စုရေ လာခင်စမ်းကော်ဖီထပ်ပြောင်းနေရင်အချိန်ကြာတော့မယ်သွားမြင်မြင်သွားဝယ်ကြည့်စမ်းဟုတ်အစေကံမာလေးတအူအားခိုင်းစေလိုက်လေမောင်မျိုးချင်းဒီကမိခင်ဤညွန့်ငယ်သောမျက်နှာပင်ချီသောခန္ဓာကိုယ်ကိုကြည့်ပြီးလင်းတပြင်းရှူလိုက်လေ ပြောမိစကားများလဲတရွေတီး၍နေလေ။ငါသားတရီနေနေနော်။ကိုရင်ကပြင်ငါသားကိုရန်သူကြီးထင်းနေပြီ။တနည်းကရင်နံတွင်းဆူရာရဲ့တတူတွင်ပွက်တာရဲ့ငါသားညံမယ်လို့ဆွဆွဲနေတယ်ကွ။မိမိကတော့ငါသားကြိုက်သီးရိုးသွားမယ်ဆိုလို့အဟုတ်သွားတယ်ထင်ပြီးပြောမိတာ။နင်ကပါလဲသားတွေကာစီကာစီနေလို့မိမိကိုချိန်ဟွာသေးတယ်။မိမိကျွန်တော်သာမဟုတ်ပါဘူး။ကျွန်တော်တို့ညီအကိုတွေကိုမွေဝေးကြပိုက်လို့ထင်းနေတာ။ အကိုတွေကဒါသူတို့ကိုဥယင်းကအဟုတ်ယုံကြည်စိတ်ချတယ်လို့ထင်နေတာအေးအေးနေပါမင်းမေဘာမှမဟုတ်ပါနဲ့ကျွန်တော်သတိနဲ့အမြဲညာရှင်လက်ပါအတိတမန်ညမေကတို့ပညာဆွမ်းချွန့်ခဲ့သူအုပ်ဆိုတဲ့ရှိစကပုံရှိသားပဲလူကလေးရဲ့ဘာမစိုးသတိလက်မလို့စင်နေနော်ဟုတ်ပြောနေစဉ်ကော်ဖီများရောက်လာတဲ့ဖြင့်မောင်နှကိုပါခေါ်၍တောက်လေတိုင်အပြင်ဘက်မှာကာဒဇင်ထုတ်ရပြီးနောက်ပစိုးတောင်ရှိတကလက်ရင်ပုံဘဝစကောင်းကောင်းရွှေကိုင်းမျက်မှန်နဲ့ဥင်းဝင်ရောက်လာလေ၏ ဦးအင်းမှာဂုံတဲလမ်းရှိသားများနဲ့အလုတ်တိုက်တွင်နေထိုင်ရာစပလန်းရှိတိုက်တွင်တရချားနှစ်ရချားမှလာရောက်အိတ်လီတကားတရန်ဒေါ်မမာကိုဂုံတဲလမ်းသို့ခေါ်ဆောင်သွားလေရှိဦးအင်းကမောင်မျိုးညွန့်ကိုမြင်လင်အံအားတင်သွားပြီးမှမျက်နှာတစ်မျိုးပြင်လိုက်သည်ကိုညွန့်ညွန့်သည်သတိထားလိုက်လေမောင်လူကပြောပြချက်အရကော်ဖီတောက်ပြီးညွန့်ညွန့်နဲ့မောင်နှာ၏အခြေအနေကိုအကဲခတ်ရန်လာဟန်တူ၏ဘယ်နဲ့လူကလေးရန်ကနာလက်ဖက်ရည်ဖြောမပေးဘူးလားကွဖြောပါတယ်အဲ့လိုသွင်းပြစ်လိုက်တယ် ဒါဖြင့်လေခုလိုဝယ်တော့တာကောင်းပါလေဒါပေမဲ့တထိတာဆိုပြီးဆံဝယ်တော့တာကတော့မလျော်ဘူးပေါ့ကွယ်ငါ့ကိုကဲ့ရကြမှာပေါ့မထူပါဘူးဗျာတထိတာအမိခံပေမဲ့ဘာတစ်ခုမှအမွေရတာမဟုတ်ပါဘူးဒီတိုင်ကြည့်ပေါ်မှာစအိတ်နေရတာပဲကျေးဇူးတင်ရအောင်ပါပေါ့ဩလူကလေးမင်းမသိဘူးဒါတွေမင်းတို့ပစ္စည်းပေါ့ကွယ်မင်းတို့နားလေတဲ့နေ့မင်းတို့အုပ်စိရမှာပေါ့ဟုတ်ချော်ပြောင်းစွာပြောဆိုတော်လဲမြုံညွန့်သည်လိုက်ပါယုံကြည်သောအမှုရာကိုမပြချီ ဦးအင်းဒီဒေါ်မာမာနှင့်အယောင်ဝဲကိစ္စတပ်သူတွင်ရင်နံတွင်များအခြေအနေကိုထိုင်ဂုံညာကြီးတို့ယုံကြည်စိတ်ကြရလျင်တစင်တဲ့တစင်လွယ်အမ်းပြီးအကြောင်းများပါပြောဆိုပြန်သွားလေညွညွလဲဝင်ရောက်ဆွဖက်မပြောပဲဦးအင်းထွက်သွားမှအလကားညာရမေမေဘယ်တော့မှပြေးမှာမဟုတ်ဘူးခုခေါင်းခါပြလေနောက်တနေ့ညနေ9နာရီအချိန်ခန့်တွင်ငါလန်းတိုက်ကြီးများဤအကြဖြက်လန်းလေးများပေါ်တွင်ကိုနာနှင့်ညွညွညီကိုနှစ်ယောက်လမ်းလျှောက်လျက်ရှိကြသည်ကိုမြင်ရလေ ်မြို့ညွန့်ဒီတစုံတရာကိုရှာဖွေတော့မျက်လုံးချင်းဘယ်နဲ့ကိုကြီးမလာပါလားကွာအေးသူကတော့ဒီလမ်းထဲကစောင့်ပါတဲ့ကိုကြီးပြောသွားတာကျွန်တော်တို့လူမဟုတ်ရဲ့လားငါတော့ဟုတ်တယ်လို့ထင်တာပဲညီကိုနှစ်ယောက်လာခဲ့ပါတဲ့အသားညွန့်ညွန့်နဲ့လူတယောက်ွယ်ဟာဒါဖြင့်ကိုထွန်းဘူးပဲသူ့ကိုတဲပြီးမယုံရလို့ကျွန်တော်မခိုင်းမဲနေတာကန့်ပြန်ကြစို့ဟုတ်လက်မီအလုတ်လူသုံးယောက်တိုက်ကြရဲမှထွက်လာကညုံညွန့်နဲ့ကိုနာအားဓမြောင်နဲ့ချိန်ရွယ်၍ဟဲ့လူများ မပြေးကြနဲ့ခုပြောစဉ်လင်မြန်သောမြို့ညွင်ဤလက်သည်ဓမြောင်ကိုင်းသူဤလက်ကောက်ဝဲကိုယုတ်ချီချွတ်လင်ကဘယ်လက်သေးဖြင့်ထိုးသူဤပချိတ်ကိုနှုတ်ဆက်လိုက်လေကိုနာသည်လည်း၎င်းကိုချင်ရထားသူအားစီးပုံကိုအမှတ်မဲ့ခြေဖြင့်ကံကသုံးယောက်နဲ့နှစ်ယောက်ထွေလုံးတပ်ပုတ်၍နေကြလေမြို့ညွင်သည်ရောင်သားဘဝကကာယဗလလေးကျင်သူလည်းမှန်၏တို့ရတွင်တပတ်ကထုတ်လိုက်သောလက်သည့်ကိုအခါခါသိမ်းမရှောင်တိတ်ဟန်သည်ဖြင့်မျက်နှာတစ်ခုလုံးညုံမဲ့ဖူးထွေး၍နေလေ၏ ညဉ့်ညမှာမိမိကိုမိမိအခြေမပြတ်ရန်အထုသတိထားရလေ၏ကိုနာမှာလည်း၎င်းအားထိုးချိန်နေသောလူတရားကိုမနှဲ့ခုခံနေရလေ၏တခါတည်းရန်ရန်သူအားညာလက်သည်ဖြင့်တအားကုန်ချိန်ရလိုက်ရာလူသောသည်လက်သည်ကိုသာဂယုဆိုင်စဉ်ခြေဖြင့်ခတ်လိုက်သောကြောင့်လူသောသည်ရန်၍လက်မြေကဲ့သို့ဖြစ်သွားလေ၏တပံခြေဖြင့်တအားကံမြေဟုရွယ်ပြီးလျင်လက်သည်နှင့်ထိုးလိုက်ရာလူသောသည်လက်သည်ကိုလင်းမြန်စွာရှောင်လင်းကပြန်၍နှဲ့လိုက်သည်ဖြင့်ကိုနာ၏နှဖူးတွင်ညိုမဲသွားလေ၏ တို့ကဲ့သို့သူရပြန်ငါရပြန်တပ်ပုတ်နေကြခြင်းလူစုံရောက်တို့၍လာပြန်လေ၏နောက်ဆုံးတွင်လူစုံတို့လက်သို့ပါသွားကြလေ၏လူစုံများလည်းကျိုးဖြင့်တုံတောင်ထားသောညေကိုနှစ်ယောက်ကိုအဝေးသို့မယူဆောင်ပဲတိုက်ကြတခုတည်းသို့ခွေးဒီကောင်ပမာဆွဲခေါ်သွားကတိုက်တခုတည်းသို့သွင်းကြလေ၏ထိုတိုက်ခန်းကအတော်ကလေးကျယ်ဝန်း၍ဇပွဲကလထိုင်အဟောင်းညစ်ပေသောလိုက်ကံများကိုတွေ့မြင်ရလေ၏တိုက်ခေါမှုထုတ်တွင်လက်ညှိုးခန့်ကျိုးနှချောင်းချီ၍ထားသည်ကိုမြင်ရလေ၏ ထိုကျွန်းချောင်းကတိုက်ဤအသုံးဆောင်ကလေးပခက်ကလေးစီတန်းတစ်ခုခုအတွက်နှင့်မတူမိမိတို့အဖို့ဇွဲကြောချသက်ရန်ဓမ္မင်တင်ကူကြံစီထားသည်ဟုတွေ့ထင်မိကြလေညိုညွန်းနှင့်ကိုနာတွင်ရှင်အောင်ထားသောဂျိုးကလေးများမှာဒိငယ်တော်လဲအလွန်ခိုင်မာသဖြင့်ရုံကန်လျင်မိမိတို့အသားသာပို၍နာကျင်လေတော့ဤမိမိတို့ကရန်သူဤလက်တွင်မလှမပမိကြလေပြီဤကဲ့သို့လူသူများဖန်ဆီးခြင်းသည်ပစ္စည်းတစ်စုံတစ်ရာအတွက်မဟုတ် ပစ္စည်းတစ်စုံတရာအတွက်ဆိုရင်မိမိတို့တွင်အသေးအဖွဲ300ငွေ450ကိုယူ၍လွှတ်လိုက်တန်ရာ၏ယခုမူကားဘာလာသောပစ္စည်းများကိုဘာမျှမယူဘဲလူကိုအမိဖမ်းခြင်းသည်ဧကန္တဥင်းတို့ပယောဂဟုဆုံးဖြတ်လေ၏ထို့ကားမိမိတို့သေလွင်၍ကားအကြောင်းမထူကြံရသောမိခင်ကြီးနှင့်အကိုများအကိုများ၏သားသမီးများလူညွန်တုံး၍လူလုံးမလဖြစ်ရမည်အရေးကိုတွေးတော်ပူပန်မိသောအခါမျက်ရည်များလည်၍လာလေ၏ တို့ရတဲ့မျက်ရည်လဲလျင်တစ်ဖက်ကကြောက်သည်ထင်မြည်ဆိုသောကြောင့်ဂျွတ်တို့ထက်ကပင်ငရံ့မြေလူတကယ်တို့တအားသမျှယုံကံလျက်ရှိကြလေ။ဗဇတ်တွင်အဝေများဆိုသည်ဖြင့်သာ၍ဒုက္ခရောက်ကြလေ။တမျိုးတဆွေတအိမ်တောင်အတွက်ပင်ဤမြဒုက္ခရောက်ကြသည်လျင်ဒိုင်းပြည်နိုင်ငံအတွက်ဆိုလျင်မြေမြဒုက္ခရောက်ကြပြီမည်နီ။ဟဲရောက်ကြပဲ။ဒီတနေ့မွေးတနေ့ပေါ့ဒင်းတို့မတတ်ပြီမယ်။ငါဘာသာငါတနေ့နေ့ယောဂတစ်ခုခုနဲ့တေးရမှာပဲ။လှုပ်ချင်ရလှုပ်ပါစေ။ ဟုလွင်မာသောစိတ်ကိုမွေးမြူလိုက်သည်နှင့်တပြိုင်တည်းမေယုံများလှုပ်ကြွကာခက်ထန်သော အမူအရာသို့ပြောင်းလဲသွားလေ၏လူစုံများသည်ခြေပြားမှလက်ပြားအထိကြိုးများဖြင့်ပတ်ရစ်လျက်တုံတောင်ကြပြည့်လျင်ရခင်ကျိုးနှချောင်းတွင်ချိတ်ဆွဲကြလေ၏ညီကိုနှစ်ဦးကရုံကန်လျက်ပင်တွဲလောင်းဖြည့်၍နေကြလေ၏လူစုံတို့ဦးကကဲငါလူများတို့တာဝန်တော့ကြီးကုန်ပြီတို့ဒီလိုဆောင်ရွက်တဲ့အတွက်လူတို့ဦးမှငွေ900စီရကြတယ် င်းတို့ကိုခိုင်းစေတဲ့လူဟာဒီငွေ2500လောက်ကိုပဲ့လို့ဘူးမြမရှိဘူးမင်းတို့ဒီလိုအန်တုပလပြုတ်ရင်အသေးစိုးနဲ့သိကြရမှာပဲလို့ပြောခဲ့ရန်မှားလိုက်သေးတယ်ထောက်ပြဖို့ကိစ္စကတော့သူတို့ဘာသာလာရောက်စီမံကြလိမ့်မယ်ကိုင်းနေရကြပြီတော့ဟုတ်ပြောဆိုကထွက်ခွာသွားကြလိမ့်ပြီတိုက်ခန်းကမောင်စပြုတ်လိမ့်ပြီညီကနှစ်ဦးမှ9000ခန်းกว่าချိန်ဆွဲထားတော့လဲဗဇတ်တွင်အဝတ်ဆိုထားသဖြင့်တအူးနဲ့တအူးမတိုင်မနိုင်ကြချီ လက်ခြေကိုတုံအောင်ထားသဖြင့်ကိုကိုသာတွန့်လိန်နိုင်ရလေ။ကျုံများမှာတပြည့်ပြည့်မြည်ခြင်းနဲ့နှစ်ယောက်စလုံးရုံကန်နေကြကြောင်းကိုသိရှိရလေ။ညွညွန်ကပါဇတ်မအဝတ်ကျွေးထွက်ရန်ရေးဥစွာကြိုးစားလေ။ပါဇတ်တွင်အဝတ်ဆို၍အပြင်ကအဝတ်စားနှင့်ပတ်စီထားခြင်းဖြစ်ရာပတ်စီထားသောအဝတ်ပြေလျင်ဆိုထားသောအဝတ်ကိုပွတ်တိုက်ထွေးထုတ်နိုင်မည်ဟုတွေ့မိသောကြောင့်ညာဘက်ပကုံးစွင်နှင့်ပါဇတ်ကိုအကြိမ်ကြိမ်ပွတ်လေ။တပံဘဲဘက်ပကုံးစွင်နှင့်ပွတ်ပြန်လေ။ နာယူဝခန့်ကြတော့ကပစီထားသောအဝိသည်လေပင်သို့လျှော၍ကြသွားရာမြစွာအာတလျက်ဆိုထားသောအဝင်များကိုထွေးထုတ်လေ၏အတော်ကြတော့လဲမရသဖြင့်အန်ဆောင်မေယိုနှင့်အချင်းချင်းကြိတ်ဝါရာအတွင်ဘက်ကကြိမွလာသဖြင့်ကြိမွသောအစာများကိုမျိုးချလိုက်လေ၏ဤနည်းအားဖြင့်နာယူဝခန့်ကြိုးစားပြန်တော့ကအဝိတဝခန့်ဝန်းလွင်းသို့ရောက်၍ကြံစာများကိုထွေးထုတ်လိုက်လေ၏လူသောများမှာတကားကိုကြာကြာနာနာပိတ်၍အပြင်ကတော့ကသွားတော့ကြ ညီကိုနှစ်ယောက်မှကြံကျင်တိုင်းကြံနိုင်ရလေလူစိုးများအိတ်စိတ်တွင်ကညီကိုနှစ်ဦးမြည်တို့များမတတ်နိုင်ဟုထင်မှတ်ကစိတ်ချလက်ချပြစ်ထားကြဟန်တူလေညုံညွန်သည်အစပထမ၌အော်ဟစ်ကအကူညီတောင်းမြည်ဟုစေကူရာမှယောက်ျားစိတ်ပေါ်လာသဖြင့်အော်ရမာကိုရှက်လေဒါကြောင့်မလဲလူစိုးတို့သည်တိုက်ခန်းတွင်ကမဆောင်တော်လဲအနိနာကစောင့်ကြလိမ့်မည်မိမိတို့အော်ဟစ်လင်းအချင်းဤသာဖြစ်မည်ဟုတွေးတော်မူသည်ဖြင့်ဟေ့ကိုကြီးမင်းပါဇာကအဝတ်ကိုပခုံးနဲ့ပွဲနာနာကြီးပွဲဘယ်ပြန်ကြပြန်တော့ ုတရိပယမောင်နှမညီငယ်ပြောသည့်အတိုင်းကြိုးစား၍နေလေ၏။나유ဝတ်တသာကြလင်အဝတ်တွေကိုအန်ဆောင်နှင့်ကြိတ်ဝါ။ဝမ်းနဲ့မျိုးချဟုတ်ဆက်လက်တညာပေးပြန်လေတော့၏။နောက်ထပ်나유ဝတ်တသာကြလင်အသက်ချူပြင်းပြင်းအတန်ကြရာပြင်းနောက်ညီလေးရေရပြီဟေ့ဟုတ်ကော나유စကားကိုကြားရလေ၏။ကျို့တွေကတိတ်ကြတာပဲဖြုတ်ဖို့ခက်တယ်။ပါဇက်နဲ့ကပ်ဖြတ်ရမှာကလည်းလူချင်းကမနေဘူး။ဟုတ်တယ်ကိုကြီးရဲ့ကျွန်တော်လည်းဒါကိုစဉ်းစားနေတာပဲ။ဟို ယောက်ျားပဲတိမလုံးလာကိုလျှော့တော့မယ်ခုရောရွယ်ကိုဖြောက်ရန်နာယီဝက်ကစဉ်းစားလေ၎င်းတို့ဤလက်နှစ်ဘက်ကိုနောက်ကျောဘက်တွင်တုပ်၍ခြေပြားမှပေါင်လေခါအထိရစ်ပတ်ထားခြင်းဖြစ်ရာအတုလင်းလွတ်အောင်ဖြုတ်နိုင်အံ့လီညွန့်ညွန့်သည်ကိုကိုရမ်း၍ကြည့်လေကိုသည်လေထဲတွင်ဒံလွယ်တကယ်သို့ဖြစ်တော်လဲဂျိုးများကတင်းကြံမြဲတင်းကြပ်၍နေလေ나이ဝက်ခန့်ကြအောင်조사တော်လဲအချင်းဤဖြစ်ရလေ၎င်းတို့အားမြေတီချင်းတွင်လာရောက်၍တက်ကြမည်နီ ရန်ကုန်မြို့ကြီးတွင်ညသကောင်အထိလူသွားလူလာမဆဲသဖြင့်မိမိတို့အား၎င်းကျော်မှတစ်တာတဲ့ထဲပြီးရေတွင်ပြစ်လိမ့်မည်လားယခုအခါ၌ပလိတ်ပတ္တယောင်ခရာတုတ်တန်ကြလျင်ဘယ်လောက်ဟန်ကြမလဲဟုအမျိုးမျိုးတွေးတောနေလေ၏တပံမိမိတို့နှင်နာဆုံးရှုံးပုံကိုစဉ်းစားမိသောအခါမိမိတို့အမွေဆိုင်ပစ္စည်းကိုမခံစားရသည့်အတူတူသိရသည်ကမြတ်သေးသည်လူရုံမှာတာဖကိုတိတိခွားခွားကြီးနာကြီးအောင်ဆိုခဲ့မည်စသည်ဖြင့်ဒေါသမှန်ပွား၍နေမိပြန်လေ၏ ကိုကြီးများဤသာသမီများဆင်းရဲကြမည်ဘေးကိုတွေ့မိတော့ခါဟေးသိသွားရင်ငါလိုဆွမ်းဆွမ်းတမန်ဘယ်သူကြံနိုင်ဦးမှာလဲငါမသိဘူးငါကြိုးစားမယ်ဟုတ်ပေါင်ကြွက်သားဝမ်ပိုက်ကြွက်သားတို့ကိုအစွမ်းကုန်ထုတ်ချီလျှော့ချီပြုလုပ်ကြိုးစားနေလေတော့ဤအခန်းခွန်နေမောင်မျိုးညင်သည်ပေါင်ကြွက်သားပင်ကြီးဖောင်းကြီးခြေနှစ်ဖက်တစ်ဖက်စီနင့်ချီကြွချီနှင့်မနာမနေကြိုးစားရာယောကွင်းများချောင်၍လူနှလုံးလွတ်လပ်ခွင့်ရလေဤ တို့ရတွင်ခြေပြားနှစ်ဖက်ကဘူးမြဲပူး၍နေလေ၏မြုံညွန့်သည်ဒုနှလုံးဖြဲနိုင်စိတ်နိုင်သောအခါကိုနာရှိရာသို့ကိုကိုချိန်ပစ်လေ၏တယောက်နှင့်တယောက်ထိပ်ပြီးမှ ကိုချင်းခွဲခွာရေးဖြစ်၍သွားပြန်လေ၏၄၅၀ချိန်ကြိုးစားသောအခါနောက်ဆုံးချိန်၌ကိုနာ၏ပေါင်းကိုဒုနှစ်ဖက်နှင့်ညှက်မိလေ၏အလွန်ပင်ပန်းလေစွာကိုနာအားကိုကြီးရေငုံပြီးကျုပ်ကိုကိုက်ဆမ်းပါဟုတ်ခိုင်းသောကြောင့်ကိုနာမှာညီငယ်ဤကျုပ်ကိုကိုက်ရန်ကြိုးစားရာ ခါတီအောင်မြမငုံနိုင်ချေတပံညွညွသည်ကိုနာဤတို့ကိုဒုနှစ်ဖက်ဖြင့်ဘေးဆောင်ညက်လျက်ကိုနာဤလက်ကျိုးကိုငုံပြီးကြိုက်လေ၏မေယောတံမာတိတကြောင်သေရေကိုအလွတ်ယုံနေရသည်ကတကြောင်ကြောင့်15မိနစ်ခန့်ကြာလျင်ကျိုးပြတ်သွားလေ၏ဂုံတယ်လံဥအင်းဤတိုက်တွင်ကသာဖသုံးဦးဂျေနတ်ပြုံးရွှင်သောအမှုရာဖြင့်ကောင်းချင်းရ၍နေကြလေ၏ဥအင်းသည်ဇေပင်လေကြီးကိုပြခါချရင်းပြူကြောင်သောမျက်လုံးများဖြင့် ။ကိုနာနှင့်ကိုမျိုးညွန့်တို့ညီကုန်ရသည်မောင်နှင့်မဲမဲတွင်တိုက်နိုင်ရန်များကိုရှောက်၍စမ်းကြလေ။ဓာမီကလုတ်တစ်ခုကိုတွေး၍ပြင်းနေလိုက်ရာချက်ကနဲမြည်တော်လဲမီမလင်းသည်ဖြင့်အလင်းအတွက်လက်လျှော့ကားပြတင်းတကားများကိုစမ်းသပ်ကြလေ။ပြတင်းတကားများလည်းတန်တိုင်အပြည့်ဖြင့်ဖြစ်နေသည်ဖြင့်မူလတကမာကြီးစီတို့သွားကြပြန်လေ။တကမာကြီးမှလည်းမိမိတို့ထင်တိုင်းမပေါက်သည်ဖြင့်မိမိတို့မှာကြိုးတုံနှောင်ချင်းမှလွံ့မြောက်တော်လဲရန်သူလက်ကလွံ့မြောက်ရန်ခဲရင်လျက်ရှိသည်ကိုတွေ့ရလေ အချိန်ကအတော်တိတ်ဆိတ်ငြိမ်သက်လျက်တခါတရံကီလီလန်းနှင့်ကန္နာလန်ဘက်စီမှမော်တော်ကားများပြေးလွှာကံကိုကြားရ၏ဟေ့ကိုကြီးဒီလိုနဲ့မဖြစ်ဘူးသူတို့တကားဖွင့်ဝင်လာမှခုခံပြီးအလွတ်ရုံးရလိမ့်မယ်ဒါတော့ဟုတ်တယ်တို့မှဘာလက်နဲ့မှမရှိဘူးကွယ်ဟိုရှာတာပေါ့ဟုတ်အခန်းစိအောင်ရှာတော့လဲဘာမျှမတွေ့ကရထိုင်အဟောင်းများသာတွေ့ရသဖြင့်ဂိုင်းဒီပြင်ဟာမရှိရင်ကရထိုင်နဲ့ရိုက်ပြီးခုခံရမှာပဲဒါပေမဲ့သူတို့ဝင်လင်ဝင်ချင်းတကားနာကပ်ပြီးနေရအောင် ပြီးတော့ကျွန်တော်တို့ကမြန်မြန်ထွက်တကားပစ်ခဲ့တာပေါ့ခုပြောဆိုရင်ရေငက်လာသဖြင့်ရေအိုရေခွက်ကိုရှာကြပြန်လေကိုကြီးရေမရှာနဲ့တွေ့တော့အစိတ်ခတ်ထားမှဖြင့်ခုစိတ်ငြိမ်စွာနေကြလေဒေါ်ကိုက်တိုက်ခန်းပြင်ဘက်မှကားတစီရက်တံကိုကြားရလေနှစ်ဦးသားလည်းတိုက်ခန်းဒကမစီတို့ကတ်ကြလေအပြင်ဘက်မှဖနက်တန်ကြားပြီးနောက်တော့ကလောက်ဖွင့်တန်ကိုကြားရလေတို့နောက်ဒကဖွင့်တန်နဲ့တပြိုင်နက်လူ၃ယောက်ရှေ့နောက်ဝင်ကားလက်နေတံမီးနဲ့ထိုးကြည့်စဉ်ဒကမသည်ကြောင်းကနေပိတ်တန် အပြင်တွင် ထိုးကျိတ်သဗ္ဗုတ္တများကိုကြားရ၏ခဏကြာတွင်ကာမောင်သတံကိုပါကြားရပြန်လေ၏ညီကိုနှစ်ဦးကငါးလမ်းမှမြောက်ဘက်သို့ချိုး၍ဒါလဟုစီလမ်းတစ်လျှောက်သို့မောင်းခဲ့ကြလေ၏ထိုကမှဖရိဇာလန်အရှိဘက်ထိပ်သို့မောင်းပြီးစပလန်သို့ရောက်လျင်မိမိတို့တိုက်ရှိတွင်ကားကိုရက်လေ၏တရဝန်သည်မောင်မျိုးညွန့်တို့မှသည်သဖြင့်တကားဖွင့်ပေးရာကားကိုတရိယာပြန်သည်ဖြင့်ကရာအာခဏနေဦးခုပြန်ခဲ့မယ်ဟုကားကိုဂုံတယ်ရန်တိုက်ရှိသည့်မောင်းနေရက်၍ထားခဲ့ပြီးလျှင် ခတ်တော်တို့ခြေချင်းလျှောက်ခဲ့ကြလေ၏တိုက်တွင်းတို့ဝင်ပြီလင်ဘယ်သူများလဲဩမောင်မျိုးညွန့်တို့လားခုမင်းမြန်လိုက်သောဥဤတန်ကိုကြားရ၏ဟုတ်တယ်ကျွန်တော်တို့ပဲခုပြောလိုက်လေ၏မိုးချွတ်လာပါကလားဘယ်သွားနေကြတာလဲကျွန်တော်တို့ရုပ်ရှင်ညာဘွဲကြည့်ပြီးတော့အကျော်ဆိုင်မှာအကျော်စားနေကြလို့ညနေဘွဲကြည့်ကြပါလားကွယ်အချိန်မတော်လည်းပတ်လို့အိပ်ပြက်နေမှဖြင့်ခုလူကြီးဟန်အတိုင်းဆုံးပါလိမ့်ညွညွတို့လည်းစကားပြန်မပြောပဲအိတ်ခမ်းတို့ဝင်ကြရာ ဥအင်းတိုင်းမှထွက်ခွာသားတန်ကိုကြားရသဖြင့်မိခင်စီတို့သွား၍မိမိငနေကြီးဘာလို့ပြန်သွားတာလဲမနှက်စောစောလူလူခိုင်းစရာကိစ္စတခုရှိလို့တဲ့ဩဩဟုတ်မိမိတို့အဖြစ်ပြက်ကိုပြောမည်လို့ပြီးမှစိတ်မကောင်းမည်ဆိုသဖြင့်ဘာမှမပြောပဲအဲ့ရာတို့ပြန်ခဲ့လေကိုနာကမောပန်းလာသဖြင့်ကြကြနာနာအိပ်ပျော်၍နေလေမျိုးညွန်ကအိပ်မပျော်ချေမိမိသည် မိခင်ချင်းနှင့်အတူနေရလျင်ဘေးဒုက္ခများတော်မီအကယ်၍အတူမနေက မိခင်ကြီးသည်မိမိအတွက်လွမ်းနာကြတော့မည်မိမိကိုယ်တိုင်ကလည်းဝမ်းခါအတွက်အခက်ကြုံမြေကြောင့်ခြေတုံချတုံဖြစ်၍နေလေ၏တို့စဉ်များကိုရေးကိုယ်တာအတွက်အရေးကြီးစွာစဉ်းစားနေဆက်တွင်ခင်စောဦး၏အတနာခံသောမျက်နှာကလေးသည်ပေါ်ပေါက်၍လာလေ၏ဩအစောအစောမတွေ့ရတာလေအတော်ကလေးကြာသွားပြီငါကိုတလွဲထင်ရှားလိမလားနော်ငါအတွက်နဲ့မစားနိုင်မတော့နိုင်တမိုင်မိုင်နေရှားလိမလားလေငါမားတယ်ငါစမိတယ် ကိုကြီးကိုယ်တာတွေ့တာဆောင်ရွက်စရာကိစ္စတွေအများကြီးရှိပါလေရဲ့အချစ်ဇလန်းကိုခင်းမိတယ်ငါမှလည်းနေရာတိုင်းစိတ်မပြောင်းတပတ်ခင်ဗျာမှလည်းစိတ်ဆင်းရဲနဲ့အခုချိန်ဒီမှာသူနဲ့တင့်တောင့်တင့်တယ်မနေနိုင်ပဲငါကြံတဲ့အလုပ်ကလည်းတေမြေကြီးရှင်ရွှေကြီးဆိုသလိုလုပ်ကင်နေရတာတကယ်လို့များငါတည်သွားရင်အစောကလေးသာလို့ဒုက္ခရောက်ရှာတော့မယ်ဟုတ်မိမိတွေ့ကြုံခဲ့ရသောဘေးဒုက္ခကုန်မှသတိမရနိုင်ပဲပူဆွေးနေမိလေ လေသာတွင်မှပင်လေလေညင်းကိုဆောင်ယူခဲ့သောလေနသာသည်အပူပွားသူဤဘဝင်ကိုဆွေဖြန့်တော်လဲအလွမ်းဘက်နေကြလျက်ရှိရလေ၏လာစုတ်ဆယ်ရက်တွင်ထွက်ပြူသောတချမ်းမရှိတရှိလာမင်းသည်အိမ်၌အတွင်မှငုတ်ချီပေါ်ကြီးနှင့်ဖြစ်ပြက်နေလျာထိုညသည်မောင်မျိုးညွင့်ဤစိတ်ကိုအထီးခိုင်ဆုံးဖြစ်၍နေလေ၏တို့နှင့်မိမိစိတ်ကိုချုပ်နှံသလောက်ချော်တိကဝိပြုနေကြဖရာပထိုလ်ရှိခိုးပူဇော်ပြီလျင်သုံးဆက်လွာဆောင်ချော့ကိုဆွဲချုံလျက် မျက်စိအတင်းမိတ်ကဒနာရီခန့်ကြာမှအိပ်ပျော်သွားလေသည်မထွေးနှင့်မရပါသားတို့သည်ကအကြီးအကျယ်ရန်သူဖြစ်ကြလေပြီဥဝင်တို့သားဖသည်လည်းမျိုးညွန်းက၎င်းတို့အားရန်ရှာ၍အနောက်ရှက်ပြေးတော်လဲပလိဌာနသို့တိုင်တန်းခြင်းရုံတင်တရားဆွဲဆိုခြင်းမရှိခဲ့သည်မှာသက်သည်အထောက်ထားမခိုင်းလုံသည်တကြောင်အကယ်၍မိမိတို့ကမြို့ညွန်အားတက်ဖြတ်ဖြောက်ဖြက်မိတော့ကမြို့ညွန်သည်မိမိတို့နှင့်ရန်ညွှန်ရှိချောင်းအစိုးရဘက်ကရိမ့်မိမိတကြောင်းကြောင့်ဖြစ်လေ။မြို့ညွန်မှာလည်း ဥယျံတို့သာဖကြံစီသည်ကိုပလိဋ္ဌာနာတို့တိုင်တန်းလျင်မိမိနှင့်ရန်ရွှေရှိကြောင်းဝန်ခံတကယ်သို့ဖြစ်မည်ဆိုသောကြောင့်ကြိတ်၍ခံနေခြင်းဖြစ်လေ။ညီသူကညံသာ၍ညီသူကညံဖြင့်ကပျက်စီးမည်ကိုသာစောင့်စားကြည့်ရှုရန်လိုပေတော့သည်။ဤနေ့ကညွန့်ညွန့်သည်ခင်စောဥကိုသတိအရာဆုံးနှင့်ဖြစ်သည်ဖြင့်ခါတိုင်းသွားနေကြခဲ့သို့ရိုစီဤအဝတ်စားများကိုဝစ်စင်က29လမ်းသို့တူစီတာကားကလေးနှင့် ထွက်ခဲ့လေ။၂၉လမ်းသို့ရောက်လျင်လင်းမြန်သောခြေလမ်းဖြင့်တက်ရောက်သွားရာဘူပုံစရုံနှင့် စာကြည့်နေသောခင်စောဦးကို၎င်းအတော်နှင့်စကားပြောနေသောမဆောနန်းကို၎င်းတွေ့ရလေသည်မဆောနန်းနှင့်အတော်ဖြစ်သူတို့မှာအင်္ဂလိပ်စကားနားမလည်သဖြင့်ခင်စောဦးကအင်္ဂလိပ်ဘာသာနှင့်ဘေကများမျက်စိလည်လာသလဲအိမညာမတ်လာသလားလာလာအခန်းလေးသွားစို့ဟုတ်သား၍ဆွဲခေါ်ကနှစ်ဦးသားဝင်ရောက်သွားကြလေသည်ရိုစီမာခင်စောဦးထက်အရက်တစ်ထွာခန့်မြင့်၍ကိုလုံးကိုပေါက်ထွားကြရာ ဘူကာပြများသည်မြမမင်္ဂလေးများထက်တမ္မာထွားကြံကြောင်းသူတို့နှစ်ဦးအထူးခင်မင်ကြဘုံ အကြောင်းကိုပြောဆိုကြံရစ်ကြလေ၏နှစ်ဦးစလုံးဤအချက်ဇာလန်းခင်းခြင်းပုံမှာအလွန်သေးသပြီးပြားလာသဖြင့်ယနေ့အထိအနေငယ်များရိတ်မိခြင်းမရှိချေအခြားအနိယနာတိုက်ရှင်များနှင့်အစေကံဒရဝံကားဒရိုင်ဘာစသည်တို့မှလည်းရိုစီအားမင်္ဂလေးအစစ်ဟုပင်အတိအမှတ်ပြု၍ထားကြလေ၏ခင်စောဦးမှလည်းမကြကနချီးမွမ်းပြောဆိုလေးရှိ၍တခါတရံအတွင်ဝင်ယုံက ရုံဝင်တော်တယောက်နဲ့လက်ထမြေအကြောင်းယုတ်ဒီနဲ့ပြောဆိုထားဘူးလေ။အခန်းထဲရှိခြေသူနှုတ်တော်ကဂရင်တလုံးပေါ်တွင်တဦးလည်းပင်တဦးဖက်လျက်ကွဲခွာသည်မြအတုချကပျော်မြူး၍နေကြလေ။ဘိုးမဖလာပြောင်းတွင်ဘိုးဘွားတန်ထိုးထားသော လုံကွင်းဝိုင်းသားအင်ကြီးစိန်နကစိန်လက်ကောက်တို့ဖြင့်တစားဆင်ထားသောခင်စောဦးဤပုံတရံသည်မျိုးညွင့်ဤမျက်လုံးအင်တွင်က မထွက်တော့စေ။ဤသို့သောမြက်ကုံမြက်တောင်ကကြည်လင်တော့ပါသောမျက်လုံး အကျော်စိန်လေးများပေါ်နေသောလေရန်ဖြင့်ညွညွအားဒစိမ့်စိမ့်ကြည့်ရှုနေရာတယ်လေကြည့်ပါကလားအစိုးရခဏိဘာများဖြစ်နေပါလဲဒါဟာအစိုးရလူအစ်စ်ပါသူများမဟုတ်ပါဘူးဟန်ဆောင်လာတယ်လို့များထင်ပါသလားအမလီကြောက်ကိုသာထုတ်လျက်ဒါကြောင့်မဟုတ်ပါဘူးကိုကိုနေနေပင်နေထင်လို့ပါဤနေရာမျိုး၌ညွညွသည်အစောစိတ်ကြောင့်အစောကိုလွမ်းလို့လွမ်းလာကြပြီးမစားနိုင်မတော့နိုင်နဲ့ ဒီလိုဖြစ်နေတာပါဟုပြောလျင်လဲယုံကြည်မိဖြစ်ပြီသို့တော်ညွန့်ညွန့်သည်ချစ်သူပင်ဖြစ်စေကမူမာယာအလိမ်မတုံးလို့သဖြင့်ပင်ဆိုသောကိုကိုအကြံကိုတအားစိုက်ကြံနေရတော့ဒုက္ခကအများသာဒါကြောင့်ပေးနေတာပဲဒီအထက်တစ်ချက်တစ်ချက်အစိုးကိုသတိရလွန်ဆွတ်တဲ့စိတ်ကပေါ်လာပြန်တော့တာပြီးချုံချုံသွားတာပဲဒါပေမဲ့ကိုကိုပင်တာဟာအစိုးလွန်လို့တော့မဟုတ်ပါဘူးဟုတ်ပြောရခင်စောဦးစိတ်၌ညွန့်ညွန့်သည်မိမိအားလွန်ဆွတ်စိတ်ဒုက္ခများ၍ပင်နေဟန်တူသည် တို့ရတွင်မိမိကြောင့်သူစိတ်ဒုက္ခရောက်၍လူချုံးဒီစွာကမိမိမှာတာ၍စိတ်မကောင်းဖြစ်မိကိုဆိုရင်တော့ကြောင့်လီလွယ်ပြောဆိုရသည် အချစ်ဆိုတာဓမ္မတကယ်အချစ်အချို့ယောက်ျားကလေးများမှာသူတို့ဘာသာတော်ရာအလေလိုက် အိပ်ပြက်မျက်တွင်ကြတာတောင်ချက်ချင်းတွေ့ဆုံနေတဲ့ဤစားကြောင့်လုံလုံညာကြသေးတယ်ဟုအချစ်မဲတင်သောစိတ်ဖြင့်ညွညွဤပြောဆိုချက်ကိုမိမိဘက်သို့ဆွဲကဆုံးဖြတ်ချက်ချလိုက်လေ၏ကရုဏာတန်ဖြင့် အစောတွင်များတော့စိတ်ကိုမငှိမလီနဲ့ကိုကိုရဲ့အစောတီးရပါပဲစိတ်ချပါညွန်ညွန်ဒီစကားပြန်မပြောပဲခင်စောဦးဤမျက်နာကလေးကိုတစိမ့်စိမ့်ကြည့်ရှုနေလျာပါလေကိုကိုရကြည်လာချင်လားဟုတ်နှကောင်းကိုဆွဲလိန်လျက်နေဦးနေဦးကိုကိုဟုတ်တမင်ပါကလေးကဲ့သို့အဝိဘီရိုစီတို့အပြေလွားသောရောက်ပြီလင်အဝဲများကိုပွေပိုက်ယူငင်လာရာညွန်ညွန်မအံအားသင်၍ဘာတွေလဲဟုတ်မေးလေဤကိုကိုကိုချစ်လိုက်ရတာဘယ်တော့ကြပြီလဲ ယောက်ျားလေးအဝတ်စားနဲ့တခါမှပြင်ရဘူးဖက်ပုံကြည့်ရပေမယ့်အားမရဘူးဒါကြောင့်ကိုကိုတီတခါလာရင်ယောက်ျားဝတ်စားနဲ့ကြည့်ကျင်တာနဲ့အစောဝင်ထားတာခုဗန်ကောက်လုံးကြီးရှဲအင်းကြီးတကလတ်တိုက်ပုံအင်းကြီးတို့ကိုကန်၍ပြလေတပန်းတကားစီတို့သွား၍မမစောမြအမတ်တမဲ့ဝင်လာမှပြင်ဟုတကားမင်းတို့ကိုထိုးပြီးပြန်လာကတိုင်းပါဒီကဝင်ကြီးကိုချွဆမ်းပါခေါင်းကဟော့ဟဲအတုကြီးကိုခွာပြစ်လိုက်ဆမ်းပါဟုတ်အတင်းတွေ့ကခိုင်း၍နေတော့ကြောင် ညဉ့်ညမှာจิตတိအလကိုလာယောဂါဃာဝင်အဝိဇ္ဇာကိုချွတ်လိုက်ရလေအထက်ကံကိုကြက်ဆွေကျဘောင်းမီတုံနှင့်ရရွေနေသောညဉ့်ညွဤကိုလုံးကိုပေါသည်တာမန်ယောက်ျားများထက်ထွားချမ်း၍ရင်သားတို့မှမိမ့်မပြိုများအရှုံးပေးလောက်အောင်ဖြစ်၍နေလေ၏လမောင်းအိုးကြီးမှလည်းအာရပါရဒုက္ခခံကြီးဖြစ်နေသည်ဖြင့်အမလီနေရဟာကြီးမဟုတ်ဘူးဟုတ်အရင်မရှိအဖျားမရှိပြောလိုက်ရာညဉ့်ညွသည် ရှက်တလူလူဖြစ်သွားပြီးမှ အကြံဉာဏ်နဲ့လူတယောက်ဟာပထမကာယဗလာနဲ့ကျမ်းမာရေးအလိုဆုံးမှုကိုကိုဟာဆေးလေးမတော့အရက်မတော့အပြော်ပါမလိုက်စားပဲလမ်းလျှောက်ဂွန်ပါကစားလေးမနဲ့လေ့ကျင့်လာတာငါးနှစ်လောက်ရှိခဲ့ပြီလေကိုကိုရဲ့အရင်ကိုပထမထုံထုတ်လိုက်ရတာကြည်စမ်းကြည်စမ်းသူဘာတွေပြောမလို့လဲရှစ်ဆရာကြီးတော်ပါဟုတ်ပါစားကိုလိုက်၍ပိတ်လေ တပံမြွွင်ဤလက်မောင်းဥကိုနုညံသောလက်ကလေးနှစ်ဖက်ဖြင့်ပတ်ကြည်ရာမပတ်မီပဲလက်တဝါခန့်ဟာနေသည်ဖြင့်ဒီလက်မောင်းကြီးကနေတာမှမဟုတ်ပဲဟုတ်ပြောဆိုကလက်ကိုပြန်သိမ့်မီအလုတ်မြွွင်သည်လက်ကလေးကိုဂျိုင်းတွင်ညှက်၍ထားလိုက်ရာရုံကန်၍မရာပဲနေလေ။ကဲယုံလေအစောယုံရရင် တခါဟုတ်ပြောရာကြံတဖက်ဖြင့်ရင်ဘက်ကိုတွင်းလျက်အိုးရှက်စရာကြီးသူခင်လူကြီးကမခုတ်တက်တဲ့ကြောင်လိုပဲ။ လွတ်ပါလက်ကနာလာပြီဟုဆိုမှလွတ်လိုက်လေဟီကာရင်စောဟောဒီတန်းထားတဲ့ဘယ်လက်ကိုခူးစီးကြည့်လက်အောင်မကြစေရဘူးဟုပြောရာခင်စောဥသည်မျိုးညွင့်ဤလက်မောင်းကိုခူးစီး၍နေလေဟီထို့နောက်လက်ကိုလွတ်၍အဝင်များကိုကင်ပြလျင်မျိုးညွင့်အားအဝတ်ခိုင်းလေဟီတခဏအတွင်မျိုးညွင့်သည်ဘန်ကောက်လုံးကြီးတကလအင်းကြီးစတိတ်ကောလာရှင်နှင့်ဖြစ်၍နေလေဟီတခုလုံနေသေးတယ်အစောရဲ့ဖနက်လားအစောသတိရတယ်ဖနက်ကအသိန့်ခက်လို့ ဒါပေမဲ့အခုလို့ဆိုရင်လေကြည်ကောင်းပါပဲဟောအခုလို့ပြန်ပြီဟိုကောင်းကောင်းကင်လိုက်ရအမဒါတော့မမေ့ဘူးဟုတ်ဘောစမတ်တဲ့ဘုကိုသွား၍ယူလေမြို့ညင်ဒီကောင်းကောင်းဆန္ဒဖျောင်းနဲ့ပွေလင်းလျက်ခင်စောဦးကောင်းကဘီကိုယူပြလျင်ကြာကြာနာနာခွဲလေခင်စောဦးလည်းမြို့ညင်နဲ့အတူကိုလုံးပါမန်ကြီးဘေးတွင်ရက်လျက်ရှိရာကိုကိုကခုလို့ပြန်လိုက်တော့အာကြီးလာနေနော် ဟိုမှန်လည်းကမျက်နာကိုတစိမ့်စိမ့်ကြည့်ရင်ခင်စောဦးကပြောလိုက်လေရာဒါကြောင့်အစောနဲ့ရှည်သွားနောက်လိုက်ညီတာပေါ့ဟုတ်ခင်စောဦးဤသေးတော်လက်တံကလေးကိုတိမ်ကျုံဖက်ယူလိုက်လေခင်စောဦးမှာ ရုံကန်ချင်းမပြူပဲလက်မောင်းအတွင်းမှမှန်လည်းကအရိတ်ကိုကြည့်လိုက်မြုံညွှင်ဤမျက်နာကိုကြည့်လိုက်ဖြင့်ပိဋိကြွေနေလေကိမာကူကူရဲ့ဇပွဲမှာထိုင်ကြပါအောင်စို့ဟုတ်ဆိုကားဇပွဲစီတို့ခေါ်သားပြည်ရင်ဇောပါကြီးပေါ်တွင်ရှင်တွဲထိုင်လိုက်ကြပြန်လေ ဟောဩအီအီချမ်းချမ်းနဲ့တခါတည်းခုလိုသားလေးလဲကျင်တော့တာပဲအစောရဲ့ဟုတ်ညင်ညင်ညွညွပြောလိုက်ရာခင်စောဥမာမြုံညွင့်ဤမျက်နာကိုတွေ့ဝေငင်းမောကကြည့်ရှုနေ၏မောင်မြုံညွင့်သည်ခင်စောဥမျက်နာညို့သားမှတည်သည်ဖြင့်အစောအစောထားစမ်းပါဦးစန္ဒရာတီးရအောင်ကွယ်ဟုတ်ကြောင့်မကနှစ်ဦးသားစန္ဒရာကုံစီတို့ထား၍သွားကြလေဟုတ်ကဲ့ပါခင်ဗျာစာရေးဆရာဆရာကြီးမဟာဆွေဤ တို့မိမိဆိုတဲ့ဝတ္ထုစာအုပ်ကိုအပိုင်းလေးနေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးကြတာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နေသူအဆုံးထိလိုက်ပါနာဆင်ခံစားပေးကြတဲ့အတွက်လည်းကျေးဇူးများကြီးတင်ရပါတယ်ခင်ဗျာကျွန်တော်တို့အားလုံးအပိုင်းငါမှာရန်လေဆုံတွေ့ကြပါစို့ခင်ဗျာအားလုံးရမ်းမှာပေးကင်းကြပါစေကျွန်တော်ဖုန်းမြတ်တင်ပါခင်ဗျာ